အားလုံးပဲမင်္ဂလာပါဝန်နစ်ဘလော့ကနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့မွန်နစ်ကသွားချက်မိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုပြောပြပေးမှဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့မွန်နစ်ရဲ့ chat box မှာလဲပေါ့နော်အမေးများတဲ့ကဒင်းအနှံဆိုးတာကိုဘယ်လိုကာကွယ်ရမလဲ။ဘယ်လိုပြောင်းအောင်လုပ်ရမလဲ။ဘာဖြစ်လို့ကဒင်းအနှံနေဆိုးတာလဲပေါ့နော်။အဲ့ဒီလာမေးကြတယ်မွန်နစ်ကအဲ့ဒီအကြောင်းနဲ့အဓိကပတ်သက်ပြီးတော့ပြောပြသွားမှဖြစ်ပါတယ်။ဆိုတော့ green နဲ့ဆိုတာ halitosis လို့လည်းခေါ်တာပေါ့ အဲ့တော့ဒီခါလေကျတော့ဒီကရင်နံဆိုတာကဒီသွားကျမ်းမာရေးကြီးမဆိုင်လို့ပေါ့နော်သွားတေချာမတိုက်လို့ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကရင်နံဆိုးစေးအစားတောက်တိစားမိလို့ပေါ့နော်စားတာများလို့ဥမာကြက်သွန်ဖြူစားတယ်ကြက်သွန်နေစားတာများတယ်အဲအဲ့လိုမျိုးဟိုစားမိလို့လည်းဖြစ်နိုင်တယ်ဒါကတော့ရိုးရိုးတာမန် cost တွေပေါ့နော်ဒါမှမဟုတ်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကရင်နံဆိုးတာနောက်ပြီးသွားလို့ရှိရင်ဒီထက်ပိုပြီးတော့ဆိုးရတဲ့ယောဂတွေရှိတာပေါ့နော်ယောဂဘယ်လိုယောဂတွေရှိရင်ဒီသတွေးခန်းတဲ့ယောဂတို့နောက်ပြီးရင် diabetes ပေါ့နော်စီချိုတွေရှိနေရလားစီချိုတွေဆိုလည်းဒီ oropharyngeal ကင်ဆာပေါ့အဲ့လိုကင်ဆာနဲ့ပတ်သက်တဲ့ရောဂါတွေရှိနေတာတွေလည်းဖြစ်တတ်တယ်ပေါ့နော်ဒီတော့ဂရင်းနဲ့ဆိုတာပေါ့ရမယ်ကိစ္စတစ်ခုတော့လည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဂရင်းနဲ့ဘလိုတွေမှာဆိုးတက်လဲပေါ့နော်ပထမဆုံးခုန main cause ပေါ့နော်အဖြစ်အများဆုံးကတော့ဒီသွားချက်မာရီဂိမ်းဆိုင်ပေါ့သွားချက်မာရီဂိမ်းဆိုင်တာကသွားကိုပုံမှန်မတိုက်ဘူးမနှဆာစားပြီးမတိုက်ဘူးညအဲ့ရောင်ဝင်မတိုက်ဘူးဒီလိုလူတွေမှာအဲသွားတိတ်စားမတိုက်တော့ဘာတွေကြံလဲဆိုရင်ဗစက်ထဲမှာစာကျွင်းစာကြံလေးကြံတတ်တယ်ပေါ့နော်ကြံတဲ့အခါကျတော့ဒီဟာတွေကကြာလာပြီးတော့လို့ရှိရင်သွားမှာတချီးဖြစ် စ်လာမယ်အဲ့ရနေပြီးတော့ကရင်ရနဲ့စိုးနိုင်လာတယ်လည်းရှိတယ်ပေါ့နော်နောက်ပြီးရင်သွားမှာခုနလိုသွားကြမှာရေ game site တဲ့အတွက်သွားမှာသွားဖို့ပေါက်တွေရှိနေတယ်သွားဖို့ပေါက်တွေရှိနေတယ်သွားဖို့ပေါက်ထဲမှာခုနလိုအစာချင်းအစာချင်းကြီးကျန်နေတယ်အဲ့ဒီစာချင်းကြံနေရတဲ့တစ်ဆင့်ကရင်ရနဲ့စိုးတာတွေဖြစ်နိုင်တယ်ပေါ့နော် နောက်ပြီးတော့သွားရေတေချာမတိုက်ဘူးဆိုရင်ဒီသွားတဖုံးရောင်တာပေါ့တဖုံးရောင်တာဆိုလည်းခုနဒီတိုင်းပဲသွားရေဒီတချေတဖုံးရှိရေဒီတချေကမှတဖုံးနေပေါ့ဒီတဖုံးနေထဲမှာအစာကျွင်းစာကျန်တွေကြံခဲ့မယ်ကြံခဲ့တာနေအဲ့ဒီအနေမှာကျွန်တော်တို့ tender plug လို့ခေါ်တဲ့ကြီးကြီးချွဲချွဲလေးတွေပေါ့နော် plug တွေဖြစ်လာဖြစ်လာပြီဆိုတော့သွားတိုက်လိုက်ရင်ပျောက်တယ်သွားတေချာတိုင်ရတယ်ပျောက်တယ်ဒါပေမဲ့ကိုကသွားတေချာမတိုက်လို့ကြံခဲ့ပြီဆိုရင်အဲ့ tender plug လေးတွေကနေပြီးတော့ခုနပြော့တာကနေဖြည်းဖြည်းနဲ့မာပြီးခဲလာခဲတာကိုကျွန်တော် calculus ဆိုခေါ်တယ် calculus ဆိုတာဒီကြောက်တွေပေါ့အဲ့ကြောက် ောက်တွေဖြစ်လာတယ်။အဲဒီဘာသာတိုင်းမှာအကြောက်တွေများနေရင်လည်းဂရင်းရနံဆိုးတာတွေဖြစ်နိုင်တယ်ပေါ့နော်။ နောက်တစ်ခုကဘာဖြစ်တဲ့လဲဆိုလို့ရှိရင်မုန်းတဲ့တို့ dry mouth လို့ခေါ် dry mouth ဆိုတာက saliva တို့မဟုတ်စတွေးပေါ့အဲ့ဒါတွေခြောက်တာပေါ့ဒါအဲဒီကက saliva ဘာလုပ်ပေးလဲဆိုရင်စတွေးရမုန်းတဲ့တို့ရဲ့ဗစက်ကိုတန့်စင်ပေးရယ်စိတ်ကြော့ပေးရယ်ပေါ့နော်အဘဒီရအကောင့်ရင်ညော့နေအောင်လုပ်ပေးရယ်ပေါ့အဲ့တော့အဲ့ဒါတွေခြောက်လာပြီဆိုလို့ရှိရင်စတွေးခြောက်ပြီဆိုလို့ရှိရင်ခုနကလိုတန့်ရှင်းကောင်းကောင်းမလုပ်နိုင်တော့တဲ့အကြောင်းမျိုးကဒင်းရဲနဲ့ဆိုးလာတာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီကဒင်းနဲ့ဆိုးစီရဲ့နောက်ယောဂတစ်ခုပါရှိသေးလဲဆိုရင် gastroesophageal reflux disease လို့ခေါ်တယ်ဂျီအာဒီပေါ့နော်တော့ဘာဖြစ်တာလဲဆိုဒီ digestive system ဆိုတာအစာခြေ ြေဖြတ်တဲ့ system ပေါ့ဒီ system မကောင်းမကောင်းတဲ့အတွက်ကြောင့်မလို့ဒီခနာကမှအစာခြေဖြတ်တဲ့ acid တွေ acid တွေများတယ်အဲ့ acid တွေရဲ့အနံ့တွေကဒီ grain နဲ့ကိုရောက်လာပါဘောနော်ရောက်လာပြီးတော့ကိုယ့်ရဲ့ grain နဲ့ကအဲ့ acid တွေကြောင့်မလို့ဒီ grain နဲ့ဆိုးစေတာဖြစ်စေတာပေါ့နော်အာဒီရောင်နဲ့ဒါမှမဟုတ်ရင်အာဒီမှာတောင်ဟိုက stone ပေါ့နော်ကိုစားလိုက်တဲ့အစာစာတွေကဒီ stone ဆယ်မှာ stack ဖြစ်ပြီးတော့ညံ့နေပြီးတော့အဲ့ရနေပြီးတော့ stone တွေဖြစ်သွားတာမျိုးတို့အဲ့လိုမျိုးတွေဆိုလဲ grain နဲ့ဆိုးစေရဲ့နောက်တစ်ခုကကြတော့ဒီ cancer ပေါ့ oropharyngeal cancer ဆိုတာဒီမိုးလေးတို့ esophagus ဆိုတာဘာလို့လဲဆိုတော့ ဒီကိုစားလိုက်တဲ့အစာတော့လမ်းကြောင်းလေးပေါ့ဒီပိုက်လိုင်းလေးကိုယ့်ရဲ့အဒီ ဒီအစာရင်ထဲကိုပို့ပြီးပိုက်လိုင်းကြောင်လေးပေါ့အဲ့ဒီမှာကင်ဆာဖြစ်တာလို့အဲ့မှာဆိုရဲသူအနာဖြစ်တယ်ဒီအနာကတော်ရုံနဲ့မပြောက်ဘူးအဲ့လိုမျိုးဆိုရင်ဂရင်းနဲ့ဆိုရဲနောက် lamp ဆိုတာအလုံးလေးပေါ့နော်အလုံးအကျိတ်လေးအဲ့လိုတွေဖြစ်နေရင်လေကိုကကိုမသိဘူးပေါ့နော်ဒါပေမဲ့ဂရင်းနဲ့ဆိုတာအဲ့ဒါ ये science တမျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီဂရင်းနဲ့ဆိုတာကဒီမပေါ့ရဘူးပေါ့နော်နောက် diabetes ဆိုတာစီးကျို့ပေါ့စီးကျို့ဖြစ်နေလို့ဆိုလို့ရှိရင်ဂရင်းနဲ့မှာပေါ့နော် gam disease ဆိုတာခုနကလို့ gingivitis ဆိုတာဒီတဖုံးရောင်တာဖြစ်တယ်တဖုံးရောင်တာတွေဖြစ်တာကြောင့်လေဒီဂရင်းနဲ့ဆိုတာတွေဖြစ်နိုင်တယ်ဂရင်းနဲ့ဆိုတာဒီ ယောဂါရဲ့ symptom တခုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မပေါ်ကြဘူးပြောချင်ပါတယ်ရှင်ခဏလေးကြတော့လေကိုယ်တိုင်ကိုယ်ကိုယ်တိုင်ပေါ့ငငယ်နေနဲ့စိုးနေရလူတွေကသိတယ်ဗဇက်ထဲမှာအရသာအဲ့လိုမကောင်းတဲ့ရတာတခုရနေတာတော့ပြောလို့ရှိရင်သူလက်အောက်ပြီးတော့ရှူကြည့်လိုက်တဲ့ခါကျလို့ရှိရင်ကိုယ်ကတွင်ရနေစိုးနေမှန်သိနိုင်တယ်ပေါ့ဒါပေမဲ့အဲ့လိုမှမသိဘူးဆိုလို့ရှိရင်လေဒီကိုပောင်းဝင်းကျန်ရလူတွေပေါ့နော်တခါလေးကြရင်ကိုယ်ကိုပြောတယ်ဟိုနေကတွင်ရနေစိုးနေရဲ့အဲ့အဲ့လိုမျိုးဆိုလေကိုယ်သိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ခါလေးကြတော့ချို့ရကြအားနာကြတယ်မပြောတတ်ကြဘူးပေါ့နော်အဲ့တော့တယောက်နဲ့တယောက်အဲ့လိုဖြစ်နေဆိုလို့ရှိရင်음ပြောတဲ့ ်နေသတိပေးတဲ့နေလို့ထင်နေပေါ့နော်အဲတခါလေကြောက်လဲကိုဆရာဝန်ရှင်မှာတော့ပြရတယ်ဆေးကတော့ဆရာဝန်ရှင်တော့ပြရတယ် check up လုပ်တယ်ချက်လက်ချင်းပုံမှန်လုပ်တယ်ဆိုလဲဆရာဝန်ကပြောတာမျိုးတွေရှိတာပေါ့နော်အဲ့တော့အရင်ဆုံးကရင်ရက်နဲ့စိုးနေပြီဆိုလို့ရှိရင်ဘာကြောင့်ဖြစ်တာလဲပေါ့နော်ဘာကြောင့်ဖြစ်တာလဲသိတော့မှဒီ course ကိုဘယ်လို ုတရမလဲဘလို့ကာကွယ်ရမလဲဆိုတာကိုမိုနီကာဆက်ပြီးတော့ပြပြမှာပေါ့နော်အဲ့တော့ကို့မှာ green ရနဲ့စိုးနေရတယ်ဆိုလို့ချင်းအရင်ဆုံးဘာတည်အောင်လုပ်မလဲဆိုဘာကြောင့်စိုးတာလဲပေါ့အဲ့တော့ဒီက main cause ကိုအရင်တည်အောင်လုပ်ရမယ်ဥပမာကိုကိုက aura hygiene ဆိုတာဒီခန္ဓာကိုကို green ကျမရေးကို green မဆိုင်လို့ပေါ့နော်သွားတိချာမတိုက်လို့ဆိုရင်သွားတိချာတိုက်ရမယ်အဲပြီးသွားလို့ရှိရင်ဒီကြောက်တွေများနေတဲ့ဒီတဖုံးတွေရောက်နေရအောင်ဖြစ်တယ်ဆိုလို့ရှိရင်ဒီသွားဆရာဝန်ရှိမှာပြပြီးတော့ကုသမှုယူရမယ်ပေါ့နော်အဓိကကတော့ကိုဘာကြောင့်ဖြစ်တာလဲဆိုတာကိုတည်အောင်ရင်လုပ်ရမယ်ပေါ့နော်အဲနောက်ပြီးတော့ခုန ာလိုမျိုးယောဂအရေးကြောင့်ဖြစ်တယ်ဆိုရင်တော့ဒီ physician ရှီမှာတော့ပြပြီးတော့ကိုယ့်ရဲ့ယောဂ symptom တွေစစ်ဆေးရမယ် diagnosis တိကျလောက်ရမယ်ပြီးတော့ပြီးရင်အဓိကဖြစ်စေတဲ့အကြောင်းအရာကိုတိကျကုရမယ်မွန်းနစ်တို့ကင်းရင်းနဲ့ဆိုတာကာကွယ်နိုင်တယ်ပေါ့နော်လိုချက်တွေနဲ့ကာကွယ်ကြမလဲဆိုရင်အဓိကတော့ဒီသွားကျန်းမာရေး use site ပေါ့ပေါ့သွားကျန်းမာရေး use site တဲ့အနေနဲ့တနေ့ကိုနှစ်ကြိမ်နော်တေးချာချာသွားတိုက်မယ်သွားတိုက်မယ်ပြီးသွားလို့ရှိရင်သွားတိုက်တဲ့အချိန်မှာသွားတိုက်နေမကအောင်မွန်းနစ်တို့ရှာအောင်ပါတိုက်ပြရမယ်ပေါ့နော်ဒီရှာဖို့တန်နေတုံးပြီးတော့သွားအောင်တိုက်ပြရမယ်နောက်ပြီးသွားလို့ရှိရင်ဘာတုံးလို့ရလဲဆိုတော့ mouthwash တုံးလို့ရတယ် mouth wash က eco home free mouth wash ဖြစ်ရမှာပေါ့နော် eco home free mouth wash လေးတွန်းပေးလို့ရတယ်ပြီးရင်နောက်ပြီးတော့သွေး60ရဲ့အရာတွေဘာဖြစ်လဲဆိုလို့ရှိရင်အဲ့မှာဆေးလေးတောက်တာပေါ့နော်ဆေးလေးတောက်တာတော့ vape တောက်တာတော့လည်းသွေးရဲ့60ရဲ့နောက် caffeine တို့ eco home အဲ့ဒါရတဲ့သွေး60ရဲ့အဲ့ဒီဟာတွေကိုရှောင်ပေးရမှာပေါ့နော်အဲ့တော့သွေးများများထွက်အောင်ရေများများတောက်ပါပေါ့နော် sugar free ပေါ့ sugar free chewing gum ဆိုတာဟာပစ်ကယ်လေးဝါးပေးလို့ရတယ်ပေါ့နော်ဒီကိုယ့်ရဲ့ saliva ထွက်တာသွေးထွက်တာကိုပို့ပြီးတော့ ထောက်ပံ့ဖြစ်အောင်ပေါ့နော်ပြီးတော့သွားဆရာဝန်ရှိမှလည်း6လတစ်ကြိမ်ပုံမှန် check up လုပ်ပေးရမှာပေါ့နော်အဲ့တော့မှလာကိုယ့်ရဲ့ပါဇက်ထဲမှာဒီပိုးပေါက်တွေရှိနေရလားသဖုံနေရောင်နေရလားကိုကြည့်လို့ရမယ် treatment တွေယူလို့ရမှာပေါ့နော်ဂရင်းအနှံ့ဆိုးတာပေါ့နော်လူမှုဆက်ဆံရုံလည်းထိခိုက်စေတယ် เนาะကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းဒီခါလေးကြာရင်နောက်ဆက်ဖြစ်စေရပေါ့เนาะအဲ့တော့မိုးနစ်ကိုအဲမေးကြရပေါ့เนาะဒီဘယ်တော့တိုက်စီတော့အောင်လဲပေါ့เนาะဂရင်းရနဲ့ဆိုတာတွေတက်တာပေါ့ဆိုတော့မိုးနစ်ကဒီ recommend ပေးချင်တာတော့ဒီ dentist တွေကထုတ်တယ်တော့တိုက်စီ recommend ပေးချင်တယ်သူဒီ dentist တွေကဒီ night time harbor beauty toothpaste လေးရဆိုလို့ရှိရင်ဒီပါဇက်ထဲမှာရှိရဲ့ဂရင်းရနဲ့အစိုးစေရပိုးမွှားတွေကိုသူကနှိမ်နှင်းပေးရပေါ့တက်တာစီအဲ့တော့ဒီဟာနဲ့ကိုကညဘက်တော့တိုက်ထားလဲဆိုလို့ရှိရင်မနက်ဆိုရင်ဂရင်းရနဲ့ဆိုတာတွေကိုသူကတက်တာစီတာပေါ့เนาะ night time have a beauty two piece အပြင်ပေါ့နော်နောက်ထပ်သွားတိုက်စီ၃မျိုးရှိတယ်တော်တော်စုပေါင်းပေါ့နော်သူ့မှာသွားတိုက်စီအားလုံး၄မျိုးပေါ့နော်၄မျိုးထုတ်ထားတာ နောက်သွားဖြူဖို့အတွက်ဆိုလို့ရှိရင် dentist ကပဲဒီ intensive whitening treatment လို့ခေါ်တဲ့ toothpaste ရပါတော့နော်သွားတိုက်စေရှိ။သူကအဓိကကတော့ဘာပါလဲဆိုလို့ရှိရင် nano hydroxy appetite တွေပါတယ်။အဲ့တော့ကြောင့်မို့အဲ့မှာသွားမျက်နှာပြင်ကိုဖြူအောင်သွားမျက်နှာမှာရှိတဲ့ stain တွေကိုပြအောင်သူကလုပ်ပေးရပါတော့နော်။အဲ့တော့သွားဖြူခြင်းနဲ့တူတယ်ဆိုလို့ရှိရင်ဒီ intensive whitening treatment toothpaste ကိုတုံးလို့ရတယ်။နောက်တစ်ခုကပါတယ်ဆိုလို့ရှိရင်ကြာတော့ဒီ sensitive ပေါ့နော်။သွားကျင်တာပေါ့။သွားကျင်တဲ့ဟာဆိုလို့ရှိလို့ရှိရင်ဒီ ultra sensitive TN gums လို့ပြောတယ်။ဒီသွားတိုက်စေကိုတုံးလို့ရတယ်ပေါ့နော်။ဒီ dentist ဆိုရင်ပေါ့နော်လူတွေကဒီ green နဲ့ဆိုတာအတော်လို့ပဲထင်ကြပါပေါ့နော်သူမှာအခုနပြောတယ် have a beauty two base အပြင်ကိုဒီခုနပြော whitening ဟာလည်းပါတယ်ဒီ sensitive ဖြစ်တဲ့သွားတွေတိုက်လို့ရတယ်သွားတိုက်စေလည်းရှိတာပေါ့နော်ဆိုတော့အဓိကတော့ဒီမှာဘာပါလဲဆိုလို့ရှိရင်သူက fluoride လည်းပါတယ်နောက်ပြီးတော့သွားကျင်တာတက်တာစေတယ်အဲ potassium nitrate လည်းပါတာပေါ့နော်အဲ့တော့ဒီဟာတွေပေါင်းဝေပစ္စည်းဒီဟာတွေပါတာမို့လို့ကိုကခုနသွားကျင်တက်တဲ့သူဆိုလို့ရှိရင်ဒီ dentist တွေကထုတ်တယ် ultra sensitive တည်ရန်ကန် toothpaste ကိုသုံးလို့ရတယ်။တော်တိုင်တော့ပိုးစားတာကာကွယ်ဖို့တက်ခါကြတော့ဘာဘာတော်တိုက်စီရှိတယ်လဲဆိုရင် dentist ရပဲ anti cavity max fluoride ရှိတယ်ပေါ့နော်။အဲ့တော့သူ့မှာဘာပါသေးလဲဆိုလို့ရှင် fluoride က1500 per million fluoride ပါတယ်ပေါ့နော်။ပြီးရင်ဒီတော်တိုက်စီကိုတိုက်တဲ့ခါကျရင်ငိုနေနောက်ပြီးတော့ပြောချင်တာကတော့ spit don't rinse ပေါ့နော်။ spit don't rinse ဆိုတာဘာလဲဆိုရင် monitor များသောအားဖြင့်တော်တိုက်စီသုံးတယ်တော်တိုက်ပြီးသွားပြီပေါ့နော်။တော်တိုက်ပြီးတဲ့ခါကျလို့ရှင်ဒီဗစက်ထဲမှာရှိတဲ့တော်တိုက်စီကိုအောင်ဆိုပြီးတော့ rinse ဆိုတာအဲ့လို ပလောက်ကျင်းပြလိုက်တယ်ဗျာပလောက်ကျင်းပြအကုန်၄6ခါလောက်ကျင်းပြကုန်အောင်ထွေးထုတ်လိုက်တယ်ဗောနော် तू ကဒီဒီသွားတိုက်ဆီကသူ recommend လောက်တာကတော့ဒီသွားတိုက်ဆီနဲ့တိုက်ပြီးွားရဲ့ခါကြလို့ရှိရင်အဲထွေးပဲထုတ်လိုက်ဗောနော်မကျင်းပြလိုက်နဲ့ဗောအဲ့လိုကျင်းပြလိုက်ရင်ဘာဖြစ်တယ်လဲဆိုခုနပြောပြောတယ်ဒီသွားသွားပုတ်စားတာကာကွယ်ဆေးရဲ့ fluoride တွေကဒီသွားရဲ့မျက်နှာပြင်မှာကျန်နေရဲ့သွားတိုက်ပြီးွားရဲ့ခါကြရင်ကိုကထွေးထုတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီသွားတိုက်ဆီရဲ့ effect တွေမရှိတော့ဘူးဗောနော်အဲ့တော့အပြင်ကိုထွေးပဲထုတ်တိုက်ပလောက်မကျင်းပြနဲ့ဆိုပြီးတော့ तू ကပြောပြရပါဗောနော် ဒန်ဒစ်တွေမှာပြီးတော့တောတိုက်ဆေးရဲ့အပြင်ပေါ့နော်ဒီ green နဲ့ဆိုတာကနေတတဆေးရဲ့ဘာရှိတယ်လဲဆိုရင် fresh grass spray လည်းရှိရပေါ့နော်ဒါလေးကလည်းတော့တနေ့နှစ်ကြိမ်လောက်ဒီ spray ဖြန်ပြီးတော့ green နဲ့ဆိုတာကြီးကာကွယ်ပေးလို့ရတယ်ပေါ့နော်ဒါလေးတုံးလို့ရှိရင်နောက်ပြီးတော့ shampoo တန်ပေါ့နော်အဲ tan brush ပေါ့နော်အဲ့ဒါလည်းရှိရပြီးရင် floss တွေလည်းရှိရ mouth wash တွေလည်းရှိရနောက်ပြီးရင် toothbrush တွေလည်းရှိရတောတိုက်တန်တွေလည်းရှိရပေါ့နော်အဲ့တော့ dentist brand မှာပဲဒီရွေးစရာအများကြီးပဲပေါ့နော်အဲ့ဒါရွေးပြီးတော့တုံးလို့ရတာပေါ့နော် အဲ့တော့မွန်နစ်ကိုမက်ဆန်ဂျာမှာလာမေးထားတယ်ဂရင်းအနံ့ပေါ့နော်ဘာကြောင့်ဆိုးတာလဲမဆိုးအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုကာကွယ်ရမလဲဘယ်လိုပစ္စည်းတွေသုံးရမလဲဆိုတဲ့အကြောင်းအရာလေးမွန်နစ်ကပြပြပေးသွားပြီနော်နောက်လည်းဒီတော့ကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအလင်းတင်လို့ဗီဒီယိုလေးတွေရိုက်ပေးသွားမှာပါအဲ့တော့အဆုံးထိကြည့်ပြီးသွားတဲ့ကျေးဇူးတင်ပါတယ်